ျွန်တော်တို့တိုက်နေခိုက်နေတဲ့စီရီပရိပခတ်တွေကကျွန်တော်တို့တောက်လျှောက်ပြင်းထန်နေတဲ့နေစဉ်နဲ့အမျှရှိနေတဲ့အတွက်ကြောင့်မလို့အဲ့လိုအခြေအနေမျိုးမှာရွေးကောက်ပွဲလုံးလိုက်ရင်ဒီထက်ပိုဆိုးတဲ့ရှုပ်ထွေးမှုမျိုးဖြစ်သွားနိုင်တယ်ဆိုတော့စဉ်းစားမှုမျိုးလည်းရှိတယ် ဆိုတော့ဖြစ်နိုင်ချိန်များတာတော့အခုလည်းကျွန်တော်တို့မြင်နေရပြီရွေးကောက်ပွဲဆိုရင်လမ်းကြောင်းရောက်လာရင်အရင်တော့တစုရဲရှိခဲ့တဲ့လူတော်မှဒါရွေးကောက်ပွဲဝင်တဲ့မဝင်တဲ့မှုဆိုတဲ့ဟာမျိုးကျွန်တော်တို့စဉ်းစားပြီးတော့အချင်းချင်းတစုတစ်ဖွဲ့တွေကနေကျွန်တော်တို့နှစ်စုသုံးစုကျွန်တော်တို့ကွဲသွားကြတဲ့အနေအထားမျိုးကျွန်တော်တို့မြင်နေရပြီအမျိုးသမီးတွေတတိထားရမယ်တအိတ်ကောင်းကင်စားရဲ့လက္ခဏာတွေကဘာပါလဲအတူနေပြီးသွေးစင်းတာယာတိနှစ်ခုကြာဖောက်ပြီးသွေးစင်းတာ သွေးဆုပ်ပြီးမှသွေးပြန်ဆင်းတာမိမကိုကနေအဖြူဆင်းတာသွေးဆတွေပါလာတာညားတာအနံ့ဆိုးတာစီစက်ကြိုက်တာအတူနေစင်းမိမကိုနာတာစတာတွေပဲဖြစ်ပါတယ်ဒီလိုလက္ခဏာတွေဖြစ်လာပြီးဆိုရင်နှိစက်ရာဆေးရုံစည်းကမ်းမှာရှိတဲ့ဆရာဝန်နဲ့တွားရောက်ပြတာတင်ပါတယ် ဒီနှစ်ကောင်မကျင်းပမဲ့စကောင်စီရဲ့ရွေးကောက်ပွဲကြောင့်တော်လရင်အင်အားစုတွေအကြားစီလုံးမှုပြိုကွဲပြီးသွေးကွဲတာတွေဖြစ်လာနိုင်တယ်လို့လက်ရှိပြည်တွင်းစစ်မင်းကကြီးထွားလာပြီးပုံမှန်ရှုပ်ထွေတဲ့အခြေအနေတည်းရဲ့ဖန်တီးလာနိုင်တယ်လို့မြန်မာနိုင်ငံရဲ့အကြေခဲဒေါက်တာဆိုင်းကြည်စင်စုကထောက်ပြပြောဆိုသွားတာပါ။ ်စစ်ကောင်စီဘက်ကတော့2025နှစ်ကုန်မှရွေကောက်ပွဲကျင်းပဖို့စနစ်တကျပြင်ဆင်နေပါတယ်။ပြည်အစနစ်နဲ့ရွေကောက်ပွဲကျင်းပမယ်လို့ပြောဆိုထားသလိုမဲပေးတဲ့နေရာမှာလည်း electronic voting စနစ်ကိုကျင့်သုံးမယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုထားပြီးပြင်ဆင်မှုတွေလည်းဆက်လက်လှုပ်ဆောင်နေပါတယ်။စစ်ကောင်စီဥက္ကဋ္ဌပူချုံမှုကြီးမင်းအောင်လှိုင်ကလည်းရုရှားနိုင်ငံခီးစင်အပြန်မှာအခုလိုထုတ်ဖော်ပြောဆိုခဲ့ပါရယ်နိုင်ငံကောင်းဆိုတာတချို့နဲ့အလို့တဘောတွဲဆုံတာလည်းရှိသလို ကျွန်တော်တွေ့ဆဆွေးနွေးနိုင်မှုတွေကျွန်တော်တို့ရခဲ့ပါတယ်အထူးသဖြင့်မြန်မာနိုင်ငံကနေပြီးတော့မှအဲကျွန်တော်ရဲ့သဘောထားပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ကတော့ Party to Democracy စနစ်ကိုတာဖို့တဲ့ကျွန်တော်လက်ခံပါတယ်ဒီတိုင်းကျွန်တော်တို့တာဖို့ဖြစ်ပါတယ်ဒါပြီးလို့ရှိရင်အဲလွတ်လပ်ပြီးတရားမျှတဲ့ယူကော့ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်တို့ရှင်းပြပါတယ်အဲဆွေးနွေးရတဲ့လူတွေကတော့ဗျာအားလုံးလက်ခံပြီးတော့မှအပြီးထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ် လက်ရှိမှာတော့စကောင်းစီကငလိမ့်တန်းကြောင်းပြိုပြက်သွားတဲ့နေပြည်တော်ကလွတ်တော်အစာအုပ်တွေကိုအရေးပေါ်ပြန်လည်ပြင်ဆင်နေပါတယ်။ဒီနေ့ကောင်မှရွေးကောက်ပွဲကျင်းပမယ်လို့စကောင်းစီရဲ့အတီလင်းပြောဆိုမှုကတော်လရင်အင်အားစုတွေအတွက်တော့မကန့်ချိမကန့်တာဖြစ်စေပါတယ်။တော်လရင်အင်အားစုတွေဘက်ကလည်းစကောင်းစီကျင်းပမယ်ရွေးကောက်ပွဲကိုလက်မခံဘူးလို့အတီလင်းပြောဆိုထားပါတယ်။ဒါနဲ့ပတ်သက်လို့ပို့အုပ်အမျိုးသားလူမျိုးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌပုံမူကြီးခွန်အုပ်ကနိုင်ရှင်တို့တက်ပြတာက ်ရွေးကောက်ပွဲကိုလက်မခံဘူးရွေးကောက်ပွဲကအထပ်ပေါ်မဟုတ်ဘူးအဖြေမဟုတ်ဘူးဆိုတော့အဖွဲ့အစည်းတွေလည်းရှိပါတယ်။ဒါအဲ့ဒီအဖွဲ့အစည်းတွေက alternative လို့ခေါ်တာပေါ့ရွေးကောက်ပွဲမရှိရင်တခြားဘာရှိလဲဆိုတော့နော်အစားထိုးတစ်ခုကိုပြပါဆိုရင်လောက်လောက်လာလာလည်းမပြနိုင်ဘူးအစားထိုးဖို့ပေါ့ဒါကြောင့်ရွေးကောက်ပွဲကိုတရုတ်တို့ ထိုင်းတို့အိန္ဒိယတို့ကလည်းလှုပ်ဖြေကြတယ်။ဘာကြောင့်လဲဆိုတော့ absolute power ပေါ့အလုံးစုံအာဏာထိန်းချုပ်နေတဲ့နေရာကနေပြီးတော့ရွေးကောက်ပွဲဆိုတဲ့အပေါင်းကူသရားကနေပြီးတော့အာဏာ distribution ပေါ့ power distribution ဖြစ်သွားမယ်သူကတွက်တယ်။အစိုးရအပစ်ပေါ်လာမယ်လွတ်တော်ပေါ်လာမယ်ထုတ်ချုပ်ရေးအပစ်တွေပေါ်လာမယ်ဆိုရင်တိုင်းပြည်ရဲ့ sovereignty power ကနော်တရားစီရင်ရေးအုပ်ချုပ်ရေး ဥပဒေပြုတ်ရေးဆိုတာသူကောင်းတယ်နဲ့သူခွဲပြီးတော့အလုပ်လုပ်သွားရင်တိုင်းပြည်ကပို့ပြီးတော့ပြည်ငြိမ်မှုရှိမယ်လို့ခေါင်းဆောင်နိုင်ငံကြီးတွေကထွက်ကြတာစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲအပေါ်အာဆီယံကဘလို့သဘောထားရှိနေလဲဆိုတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့အကဲခတ်ဒေါက်တာဆိုင်းချစ်စင်ဆိုကအခုလိုတုံ့တက်ပြပါရယ်အရင်ခေတ်တွေနဲ့မတူတဲ့ဥစ္စာကအခုချိန်မှာလက်နက်ကိုင်အစုအဖွဲ့အများကြီးနေတဲ့အတွက်ကြောင့်မို့ ဲ့ဒီပฏิပခတ်တွေကအချင်းချင်းကြားထဲမှာကျွန်တော်တို့ကြီးမားကျယ်ပြန့်တဲ့ပฏิပခတ်မျိုးဖြစ်သွားမဲ့ကိစ္စမျိုးကိုကျွန်တော်တို့စိုးရိမ်ကြရတာရှိတယ်။ဆိုတော့အဲ့လိုအခြေအနေမျိုးကပုံပြီးဖြစ်နိုင်ခြင်းများတယ်လို့လည်းကျွန်တော်တို့အာသုံးသပ်ကြရတယ်။အဲဒီအတွက်ကြောင့်ဒီအချိန်မှာ ရေကောက်ပွဲဆိုရဟာအန္တရာယ်များတယ်ဆိုရယူဆချက်မျိုးကျွန်တော်တို့ရှိနေတယ်။အားကြောင့်လည်း RCM မှာရှိနေတဲ့အခုလက်ရှိဥက္ကဋ္ဌအနေနဲ့လည်းရေကောက်ပွဲဆိုရဟာနောက်မှစဉ်းစားအခုချိန်မှာကျွန်တော်တို့ပဋိပက္ခရော့ကြရေးပြီးရင်လူသားအကဲတဲ့ဟိုပါပေါ့ humanitarian crisis ဆိုအရင်ရှင်းပြီးတော့ရင်အပြစ်ခတ်ရက်စေးကြီးကိုအရင်လုပ်ပြီးတော့ရင်တွေးဆောင်ဆွေးနွေးရေးလုပ်ပြီးတော့မှရေကောက်ပွဲလုပ်ဆိုတဲ့လမ်းကြောင်းကိုတို့တွန်းနေကြတယ်ဆိုတာလည်းတွေ့ရတယ်ခင်ဗျာ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံရေးအင်အားစုတွေအကြားအမည်မတူသဘောထားကွဲလွဲတာတွေရှိနေပါတယ်။နှစ်ဆက်အခြေဆိုင်တော်လင်းရင်အားစုတွေဘက်ကတော့ဒါကစစ်ကောင်စီအာဏာရဖို့ဟန့်ပြပြုလုပ်တဲ့အတူအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့ထောက်ပြပြောဆိုကြပါရယ်။ဒါကြောင့်ဒီရွေးကောက်ပွဲကိုနှိမျိုးဆုပ်သုံးပြီးဖျက်သွားမယ်လို့လည်းပြောဆိုထားကြပါရယ်။ပြည်တွင်းနိုင်ငံရေးအင်အားစုတွေဘက်ကတော့ဒီရွေးကောက်ပွဲကပြည်သူလူထုတရက်လုံးရဲ့အလက်အပြောင်းထွက်ပေါက်ဖြစ်တယ်လို့ပြောဆိုကြပါရယ်။ ရောက်ပွဲကနိုင်ငံတကာနိုင်ငံလုံးပြည်သူလူထုတရလုံးရဲ့เนาะအထက်အပြောင်းထွက်ပေါက်ဖြစ်တယ်ဖွဲ့စည်းတစ်ခုလူပုဂ္ဂိုလ်တယောက်ဖွဲ့စည်းတစ်ခုအုပ်စုတစ်ခုရဲ့အထောက်ပေါက်မဟုတ်ဘူးလို့ကျွန်တော်ပြောအဲ့လိုပြန်တနိုင်ငံလုံးအတွက်ဒီဒုက္ခဒုက္ခခံစားနေရတဲ့ပြည်သူလူထုအတွက်เนาะသူအထက်အပြောင်းသူတို့အတွက်သက်သာရာသက်သာကြောင်းထွက်ပေါက်ဖြစ်မယ်လို့တော့ကျွန်တော်တို့ကယူကြည်တယ်ဒါကြောင့် ရုပ်ကောက်ဖော်ဆန့်ကျင်တဲ့အဖွဲ့တွေကလည်းသူယုံကြည်မှုတဲ့သူဆန့်ကျင်ပါသို့တော်သူဆန့်ကျင်လို့မရဘူးဆိုရင်ရုပ်ကောက်ပွဲလည်းမရှိဘူးဆိုရင်လက်ရှိ absolute power ကိုဒီတိုင်းထားတာကိုပဲသဘောကျနေသမားဟုတ်ပြန်မေးစရာဖြစ်နေတယ်လက်ရှိမြန်မာနိုင်ငံရဲ့အကြက်တဲကိုဖြစ်စင်းဖို့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုထောက်ခံနေသူတွေနဲ့ပတ်သက်ပြီးအခုလိုပြောဆိုမှုတွေလည်းရှိပါသေးတယ်။ ဟုတ်ကဲ့စစ်တပ်မရှိဘူးဆိုရင်ကျွန်တော်တို့ power vegan ဖြစ်သွားနိုင်တယ်အဲ့အတွက်ကျွန်တော်စစ်တပ်ရှိဖို့လိုတယ်ဆိုရဲစဉ်းစားမှုရှိရပါဘာဖြစ်လို့ဆိုမတူညီတဲ့အုပ်စုတွေကြားထဲမှာအခုနေမီအငင်းပွားမှုတွေရှိတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားထဲမှာတိုက်ခိုက်မှုတွေရှိနေတယ်အဲ့အတွက်ကြောင့်မလို့ဒီစစ်တပ်ရှိနေတဲ့ဘုံရံသူရှိနေခြင်းအားဖြင့်ဒီမတူညီတဲ့အစုဖွဲ့တွေကြားထဲမှာပိုကြီးမားတဲ့ပြည်ပခတ်တွေမဖြစ်သွားအောင်ပေးရဲလို့အချင်းချင်းတပ်ဖြတ်မှုတွေပို့ပြီးတော့မကျေပြတ်သွားအောင်စစ်တပ်အားဖြင့်ထိန်းထားနိုင်တယ်ဆိုတဲ့အယူအဆမျိုးရှိတယ်အဲ့လိုမျိုးအယူအဆရှိနေတဲ့သူတွေတော်တော်များများတော့ ာရွေးကောက်ပွဲကနေတစဉ်ဖြည့်ရှင်းတင်နေဆိုရယ်စဉ်းစားမှုမျိုးကျွန်တော်တို့ရှိကြတယ်လရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးစီရေးပြပခအားလုံးရဲ့အဖြစ်ကပြည်သူလူထုရဲ့ဆုပ်ဖြတ်ချက်အပေါ်သာအဓိကကြပါရယ်အရာအားလုံးကိုပြည်သူလူထုကသာဆုပ်ဖြတ်ရမှာပါတော်လင်းအင်အားစုတွေကပြည်သူလူထုအားပေးထောက်ခံမှုနဲ့ယက်တီရတာဖြစ်လို့ပြည်သူလူထုကစစ်ပွဲတွေကိုမလိုလားရင် တော်လင်းအင်အားစုတွေအနေနဲ့ရေစေရှစ်တိုက်ဖို့မဖြစ်နိုင်ပါဘူး ဒီလိုပါပဲရွေးကောက်ပွဲမှာလည်းပြည်သူတွေကသာမဲပေးခြင်းမပေးခြင်းကိုစုပ်ဖြည့်ရမှာဖြစ်လို့ပြည်သူလူထုစုပ်ဖြည့်ချက်ကအဓိကကြပါရယ်။